ားလုံးပဲမင်္ဂလာပါဘေးရှင်ဝင်မှကျိုးသူပါတယ်ကျွန်တော်မနောဘေးရှင်ရင်တပုတ်မှာဖော်ပြခဲ့တယ်တိုင်းရေးပြည်ရဲ့မြမပီတင်ပညာမှာမိမိအတွက်တည်လို့ပါကတွက်လို့သောသူမွေးတက်ကေကိုတီးပြီးတော့ယခုရောက်တဲ့ကောဇာတက်ကေနဲ့ပေါင်းလိုက်ပါပေါင်းရတဲ့ဂိမ်းကို တိန်သခေါ30နဲ့မြရသောဂိမ်းကိုတစ်ဖက်တီးလဲဇရဆိုတဲ့၄ခုကိုနှုတ်ပါ ုတ်လိုကျွေးတာကမူလဒီကိန်းဖြစ်ပါတယ်။နှုတ်ရတဲ့မူလဒီကိန်းကိုတဖန်တီဒနုငနေစာသောဂျိုရှီလုံးတို့ဂျိုသက်အသီးသီးတို့နဲ့မြမြောက်ရသောဂိန်းအသီးသီးကို ရှစ်ခုပြန်စာအကျွင်းတုံညာကျွင်းလင်ထိုးတွက်သောအကျွင်းမကြံသောဂျိုဟာသုံးပါလေပြတ်တယ်လို့သိရမှာဖြစ်ပါတယ်။ဒေဝမာကတွက်ကြည့်ကြပါသူ။ 1359ခုမွေးဖွားသူကို1389ခုနှစ်မှာတွေ့ကြည့်မည်ဆိုပါသူတနင်္ဂနွေကျူဟာသုံးပါလေဒါအပြင်အခြားဂျိုးသက်အသီးသီးနဲ့လဲဆက်လက်ပြီးတွေ့ချက်နိုင်ပါလေကဲအကျိုးကိုကြည့်ရကြည့်ကြပါသူ တနင်္ဂနွေအင်္ဂါစနေရာဟုပါပဂျိုလေးလုံးသုံးလာတွေ့လင်အဲ့ဒီမှာအဲ့ဒီသာတာရှင်ဟာ ကျမ်းမာရေးလုံးဝညံ့ပါလေတနင်္လာဘုရဟုကြာတာပြီတောက်ကြအစရှိတဲ့သောမဂျိုကြီးလေးလုံးသုံးစီကိုတွေ့ရမြင်ရလင်အဲ့ဒီသာတာရှင်ဟာစီးပွားရေးလူမှုရေးလုံးဝထိခိုက်ပျက်စီးတည်တတ်ပါဂျိုကြီးရှင်လုံးကုန်သုံးွက်လင်လူပမာဆိုလင် ဇီဝခန္ဓာပြတ်တက်စွာဤဆိုထား၏အသက်အန္တရာယ်ဆိုရင်ရပါသည်တနင်္ဂနွေတလုံးအပြက်အသုံးပြက်တွေ့လေပြက်သုံးတာတွေ့လေမိဘမင်းဘတွေ့တတ်ပြီးတော့အိုးအိမ်ကိစ္စအလုပ်ကိစ္စအိုးအိမ်နေရာအပြောင်းအရွှေ့အမှုခင်းများတွေ့ရတတ်ပါ တနင်္လာချိုတလုံးပြက်အပြက်သုံးတွေ့လေငွေကြေးချေးကိစ္စ ငွေမှုအမွေမှုနဲ့ဖြစ်ပွားတတ်ပြီးစီးပွားရေးမပြေမလည်ဖြစ်တတ်ပါအင်္ဂါချိုအပြတ်ဆုံးတွေ့ရင်မိစေပေါင်းစင်းများနဲ့တော်လကညီကိုမောင်နှမချင်းချင်းတော်လကခိုင်ရန်တော်သားဖြစ်တတ်ပါအပေါင်းအသင်းများအမြင်မကြီးဖြစ်နိုင်ပါ रे ဘုရူကျော်ကြီးပြုံးလင်သာရီသမီးရဲ့ခက်ခက်တွေ့မယ်စကားပြောသူမမယ်ဝိုင်းရင်တော့မဒုက္ခပြတတ်ပါဂျာတာပလေးချိုတုံးလင် ဆရာသမားမိပါဘုန်းကြီးရန်လုံးနဲ့မပြေမလည်ဖြစ်မယ်ဘာသာရေးသာသနာရေးကိစ္စများအလူတန်းကိစ္စများမြေမှုအမွေမှုများ ပေါ်ပေါက်တွေ့ကြုံတတ်ပါတယ်တောက်ကြချိုးသုံးလင်းခီးသွားရေးလာရေးအစီအမပြေဖြစ်တတ်ပြီးသွားမိကြံထားသောခီးမအောင်မြင်တတ်ပါဘူးဇနီးမယားကျမကြီးညံ့တတ်ပါတယ်အစီအမပြေဖြစ်တတ်ပါတယ်စနေချိုးသုံးတာတွေ့လင်းတော့ ခိုးခဲ့မိခင်ကြုံမယ်အမှုခင်းရင်ဆိုင်ရမယ်ထိတ်ခတ်ကြိုးချစ်တရားတော်အောင် တွေးတတ်ပါခိုင်ရန်ဒေါသဖြစ်တဲ့ရတတ်ပါလေအစိတ်ရှိသူတော်များကြိုက်ခဲခံရတတ်ပါ ထောင်ကြတတ်ပါလေရာဟုကြိုကြီးသုံးလာတွေ့လင်နော်ရာဟုဆွဆဲရှက်ကြိုးနဲ့လို့လေးတွဲရှင်နာမီဆိုသောကြောင့်အစိုးအစဲမျိုးစုံခံရတွေ့ရတတ်ပါလေအရှက်ကွဲတတ်ပါလေအမှုခင်းဖြစ်မယ် လေနာယောဂကြာရှည်ဆွဲတတ်ပါခန္ဓာကိုယ်တစ်ခုလုံးရာရသောဝေဒနာဆွတ်ကပ်မယ်နာရရှိယောဂဆွတ်ကပ်တတ်ပါလေဥโจရှိသောသောဝါတို့ဤရန်တွေ့ခြင်းလဲကြုံတွေ့ရနိုင်ပါလေရေပေးလေပေးတွေ့ရနိုင်ပါလေကဲဒီလောက်သူတွတ်တက်လောက်ပြီးထင်ပါလေအားလုံးမိတ်ဆွေများရှင်လဲချမ်းမြေ့ကြပါခင်ဗျာ